ယူနိုက်တက်အသင်းဟာယူရိုပါလိဆီမီဖိုင်နယ်ပထမအကြော့အဝေးခွင့်ပွဲစဉ်မှာဘီလ်ဘာအိုအသင်းကို၃ဂိုးခုမရှိနဲ့ခိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်နီးပြအာမိုရင်ကသူတို့ဘောလုံးပွဲကိုတတ်နိုင်ခြင်းမရှိသေးဘူးလို့ကစားသမားတွေကသတိပေးခဲ့ပါတယ်။ အာမိုရင်ကဒါကအကောင်းဆုံးရလက်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုရင်ဘသူကမှဒီရလက်မျိုးကိုမမျှော်လင့်ထားလို့ပါ။ Old Trafford မှာလည်းဒီလိုတူညီတဲ့ရလက်မျိုးဖြစ်ပေါ်လာနိုင်လို့ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုပါတယ်။အဝေးကိုစီးမြင်မရှိတာကြောင့်ဘာမဆိုပြောင်းလဲသွားနိုင်ပြီ။ဒါကကစားသမားတွေကိုကျွန်တော်ပေးချင်တဲ့ message ပါ။ဒီပွဲရဲ့အစားပိုင်းမှာကျွန်တော်တို့ရုံးကန်ခဲ့ရပါမယ်။တွင်းကုန်းနဲ့အနီကပ်ကပွဲကိုပြောင်းလဲသွားခဲ့ပါတယ်လို့ပြောခဲ့တာပါ။ ်ဘီလ်ဘာအိုအသင်းအားဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်20ကျော်အထိယူနိုက်တက်အသင်းကိုဂိုးရနိုင်မဲ့အခွင့်အရေးအများပြဖန်နေပြီးချင်းချောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကက်စမီရိုရဲ့ကောင်းတိုက်သွင်းကိုပနတီနဲ့အနီကပ်ပစ်တံတွေကဘီလ်ဘာအိုအသင်းကိုအိမ်ကွင်းမှာဂိုးပြတ်ရှုံးနေမှုဖြစ်ခဲ့တာပါ။ United အသင်းအတွက်နောက်ထပ်သွင်းကိုနှစ်ခုကိုအသင်းကောင်းဆောင် Bruno Fernandes ကသွင်းယူခဲ့တာဖြစ်ပါတယ်။ United အသင်းအား Rio Bali Semi-final ပထမကြော်ပွဲစဉ်မှာကိုပြတ်အနိုင်ရရှိခဲ့တာကြောင့်ဘောလုံးပွဲတက်ဖို့နှိစက်သွားခဲ့ပြီးနီးပြအောင်မရင်ကဒုတိယအကြော်ပွဲစဉ်အတွက်ပြင်ဆင်ဖို့လိုအပ်တယ်လို့သတိပေးခဲ့ပါတယ်။ ဘီဘာဟုအသင်းနီးပြဗဲလ်ဗာဒီကယူနိုက်တက်အသင်းတိုက်စစ်မှုဟော့ချလန်ကိုဂိုးအေရီယာနဲ့ပြစ်ဒဏ်ကျူးလွန်နေဆိုပြီးနောက်ခံလူ VVN ကိုတိုက်ရိုက်အနီးကပ်ပြတ်တာကပနတီပေးခဲ့တဲ့ကွင်းလယ်တိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုဒေါသထွက်နေခဲ့တာပါဘီဘာဟုအသင်းနီးပြဗဲလ်ဗာဒီကဒီဖြစ်ရမတိုင်ခင်မှာယူနိုက်တက်အသင်းတောင်မန်ကစားသမားကာနာချိုဘောလုံးကိုလက်နဲ့ထိခဲ့ပေမယ့်ကွင်းလယ်တိုင်လူကြီးကစက်ပြီးကစားစီခဲ့တာကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်ယူနိုက်တက်နဲ့ဘီဘာအိုအသင်းတို့ရဲ့ယူဘာလိစီမီဖိုင်နယ်ဒုတိယအကြိုပွဲစဉ်ကိုမေလ9ရက်အိုထရက်ဖို့ကွင်းမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။